ဒီဒီ site က၃နောက်ပိတ်ရှေ့ပေါင်း1နဲ့ပြန်ကြသူကကစားလို့ရတယ်နော်၃နောက်ပိတ်ရှေ့ပေါင်း1နဲ့ပြန်ကြကစားလို့ရတယ်ဆိုတော့သူကနှစ်ကျွန်တော်ကြားထဲမှာနှစ်နှစ်ကြားတစ်ချိန်ပေါ့နော်ဒီကနေ့မှပြန်ကြနောက်ဒီကနေ့မှပြန်ကြအခုဒီနေရာမှာကျွန်တော်ပြန်ကြရှေ့ပေါင်း1နဲ့၃နောက်ပိတ်နော်အဲ့ဒါကကျွန်တော်ဒီမှာနောက်ပိတ်၃လုံးခွန်ရှိတယ်နော်နောက်ပိတ်၃လုံးခွန်သူ့ဘေးမှာနှစ်ပိတ်၆ပိတ်နော်နှစ်ပိတ် 6အပိတ်အဲ့ဒီ6ရဲ့ပါပါသူအောက်မှာရှေ့နှလုံးပေါင်း1နဲ့ပြန်ကြကနန်းကြတယ်နော်ကြတော့ကျွန်တော်ဒီလိုဇောင်း3လုံး3လို့ကျွန်တော်ထည့်ကြည့်တာပေါ့လေနော်သူကဇောင်း3လုံး3လို့ဇောင်း3လုံးဒီလိုဒီလို6ဒီလို3လို့လည်းယူလို့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့ကျွန်တော်လည်းလိုက်ပြီးတော့မယူတော့ဘူးပြောချင်တာတော့ဒီနေရာမှာပြန်ကြကစားမယ်ဆိုရင်ကစားရတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တယ်နော်အဲ့ဒီမှာနောက်တော့3လုံး9 8 6ဒီမှာနောက်ထောင်3လုံး8ဒီမှာလည်း2ပိတ်6ပိတ်เนาะဒီမှာနောက်ထောင်3လုံး9 2ပိတ်6ပိတ် ွက်ဒီနှစ်ပိတ်6ပိတ်အောက်မှာနှစ်ပိတ်6ပိတ်အောက်မှာပြန်ကြကနန်းတွေကစားတဲ့နေရာမှာအကုန်လုံးက6ပါပါရှေ့ပေါင်း1နဲ့ပြန်ကြတယ်ပဲကြတယ်နော်အဲ့တော့6နောက်ပိတ်နဲ့ရှေ့ပေါင်း1ပြန်ကြတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့6နောက်ပိတ်ကိုမယူတော့ဘူးဒီဆောင်3လုံး3ဒီဆောင်3လုံး1ဒီဆောင်3လုံး1လို့ပဲကျွန်တော်ယူလိုက်တော့တယ်အဲ့ဒါမှကျွန်တော်3နောက်ပိတ်နဲ့ပြန်ကြကို963 653 693 693เนาะရှေ့ပေါင်း1တင်နေပဲ3နောက်ပိတ်နဲ့ဆိုဒီ4ခွက်ပဲရှိเนาะ အဲ့ဒီလိုမှမဟုတ်လဲတခြားကဏ္ဍပြန်ကြရင်လည်းသူကကြလို့ရတာပဲเนาะဒါကြောင့်ကျွန်တော်ကပြန်ကြရဆိုတာလေးကိုပဲကျွန်တော်ပြောကြည့်တာနောက်တစ်ခုကကျွန်တော်တို့တခါကစားဘူးပါတယ်เนาะကျွန်တော်ဆရာကစားတော့ကကျွန်တော်ကအဲ့တုန်းကဂျက်မညီဘူးဆိုပြီးကျွန်တော်မကစားဘဲနဲ့หนีလိုက်တာထွက်သွားတယ်ဒါပေမဲ့ကျွန်တော်ကစားခြင်းတဲ့ပုံစံကအခုဒီလိုပုံစံမျိုးမှကျွန်တော်ကစားမယ်ဆိုပြီးခြောက်မှာအဲ့တော့ကျွန်တော်ဆရာပြပါတယ်ဆရာဦးမောင်တော်ပြတယ်เนาะထိတော်တော်လုံး၄ပြီးမှပြန်ကြဆိုပြီးဒီဘွဲမှာကျွန်တော်တို့ကျွန်တော်ကိုပြန်ကြကစားခိုင်းတာ ကျွန်တော်အဲ့ဒီထိတ်ထောင်သုံးလုံးလေးပေးပြန်ကြဖို့ကျွန်တော်အဲ့ဒီကောင်ကိုဘယ်လိုတွေးလိုက်တုံးဆိုတော့ကျွန်တော်တို့ဒီမှာထိတ်ထောင်သုံးလုံးလေးရှိတယ်ခါထောင်သုံးလုံးကခွန်လေးကွန်ပေါင်းရင်1ပေါ့ဗျာအတော့သူ့ဘေးမှာကျွန်တော်ပြန်ညကစားခြင်းနောက်နှစ်မှာလည်းအဲ့ဒီတိုင်းပဲထိတ်ထောင်သုံးလုံးလေးခါထောင်သုံးလုံးခွန်သူ့ဘေးမှာ6ခွန်2ကပြန်ကြနော်တခါအဲ့ကနေကျွန်တော်တို့တွားလိုက်တော့ထိတ်ထောင်သုံးလုံးလေးအဲ့ဒီအောက်မှာနော်ထိတ်ထောင်သုံးလုံးလေးခါထောင်သုံးလုံးကခွန်လေးကွန်ပေါင်းရင်1ပေါ့ဗျာ သူ့ဘေးမှာပြန်ကြကျွန်တော်ကစားချက်အဲ့တော့ကကျွန်တော်ဇေယကဒီမှာထိတ်တောင်၃လုံးဒီမှာထိတ်တောင်၃လုံး၄ဖြစ်လို့ဒီဘေးပြန်ကြအောင်ကျွန်တော်ကခါ၃လုံးကမခွန်ဘူးပေါင်းရင်၁၁မဖြစ်ဘူးဆိုပြီးကျွန်တော်အဲ့ဒါကိုပေါ်စားလိုက်တာထွက်သွားတယ်နော်ဒါပေမဲ့ကျွန်တော်ကစားချင်တာအခုဒီမှာထိတ်တောင်၃လုံး၅နဲ့ခါတောင်၃လုံး၆နဲ့၁၁ဖြစ်နေတာဟိုကျွန်တော်ဒီလိုကစားကိုကစားချင်လို့ဒီနေရာမှာချစ်သေးတာပဲဆိုပြီးတော့ပေါ်လိုက်တာအဲ့ကစားတာမကစားတာတော့မသိဘူးပေါ့လေနော်ကျွန်တော်မှန်းထားတဲ့အတိုင်းပဲကျွန်တော်ကစားကြည့် ချိန်မှာတော့၄ခွန်နေဖြစ်တယ်ဒီမှာ၄ခွန်မဖြစ်ဘူးเนาะဒါပေမဲ့မကြိုက်မှလည်းခစားအဲ့တော့ဒီမှာထဲတောင်သုံးလုံး၄ခါတောင်သုံးလုံးခွန်၄ခွန်ပေါင်းရင်17သူ့ဘေးမှာပြန်ကြအဲ့ဒီပြန်ကြကဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြဇောင်းသုံးလုံးနှစ်နဲ့ပြန်ကြတယ်ရင်ဒီသုံးလုံးပေါင်းခြင်းဒီ၃ညเนาะအဲ့ဒီ၃ညကအပေါ်မှာသုံးလုံးပေါင်းခြင်း၃ညလို့ဖြစ်ခဲ့ရတယ်ဒီသုံးလုံး၃ညကိုဒီသုံးလုံး၃ညလို့ဖြစ်လိုက်တာ ਨੇ ဒီဇောင်းသုံးလုံးကနှစ်နှစ်ပုံတည်เนาะအဲ့ဒီနေရာမှာသူကပြန်ကြခဏကြပေးတယ်ဗော ဒါဆိုရင်ဒုတိယကတ်မှာဒီဆောင်သုံးထိတ်ထောင်သုံးလုံး၄ခါထောင်သုံးလုံးခွန်ပေါင်းရင်၁၁လို့ဖြစ်တော့သူ့ရဲ့ဘေးမှာပြန်ကြကဏ္ဍကြတယ်ရှစ်ခွန်အဲ့ဒီကဏ္ဍကလည်းဇောင်းနှစ်ပုံတည်နေပဲသူကြတယ်နော်အဲ့ဇောင်းနှစ်ပုံတည်နေသူကြလိုက်တဲ့အချိန်မှာဒီသုံးလုံးနှစ်ကြောင်ဒီသုံးလုံးကိုလည်းသူကနှစ်ဆိုပြီးတော့နှစ်တန်နှစ်ချက်နဲ့ဇောင်းနှစ်ကိုခွန်ရှစ်နှစ်ဆိုတဲ့ကဏ္ဍပြန်ကြကြပြီလေဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ ဒီသုံးလုံး၄ဒီသုံးလုံးခွန်၄ခွန်ပေါင်းရင်17လို့ဖြစ်တယ်သူ့ဘေးကြတဲ့ခဏကလည်းဇောင်းသုံးလုံးကနှစ်ပုံတည်ရိုက်တယ်ဒီသုံးလုံးက8เนาะအဲ6 6 3ဒီသုံးလုံး8ဖြစ်လို့ဒီသုံးလုံးကလည်း8လို့ပဲဖြစ်တယ်အဲဒီသုံးလုံး8ဒီသုံးလုံး8လို့ဖြစ်တယ်နဲ့ဇောင်းနှစ်ပုံတည်ရိုက်ပြီးတော့6 3 3တစ်ခွက်တည်းပြန်ကြတယ်เนาะဒါဆိုရင်ကျွန်တော်တွေးလိုက်တယ်လို့ဒီနေရာမှာတော့ကြာပြီးသွားပြီလို့ယူလို့လည်းရတယ်ထိထောင်သုံးလုံး၄ဒါပေမဲ့ဇောင်းနှစ်မဖြစ်ဘူးเนาะဒီဇောင်းသုံးလုံး၆ကိုဒီဇောင်းသုံးလုံးက၆လို့လည်းမဖြစ်ပဲ နော်ဒီဆောင်သုံးလုံးခွန်ကိုဒီဆောင်သုံးလုံးခွန်လို့လည်းမဖြစ်ဘူးပြန်တော့ကြပြေးတယ်နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံး၅ဒီသုံးလုံး၆ပေါင်းရင်း၁၁ဖြစ်ပြီအဲသူ့ရဲ့ဘေးမှာဇောင်းနှစ်ပုံသေးရိုက်မယ်ဆိုဒီဘက်မှာ၄နောက်ပဲအဲဒီအပေါ်မှာဖြစ်ခဲ့တဲ့6ခွန်6ဇောင်းသုံးလုံး9ကိုဒီမှာ9လို့ထည့်မယ်ဆိုရင်2ထိပ်စီအဲ2ထိပ်စီ4နောက်ပိတ်နဲ့ပြန်ကြကနန်းဆိုရင်2 3 4ဆိုတဲ့ကနန်းတကွက်ရှိတယ်ဗောဗျာ အဲကျွန်တော်2 3သူကနှစ်ထိပ်၄အပိတ်နဲ့ပြန်ကြနော်2 6 4 2 3 4 2 6 4။ဟိုက2 4၄အခွနဲ့ခဏန်းဆိုနှစ်ခွတ်ထဲရှိရနော်။အဲကျွန်တော်မိတ်ဆွေတွေ၄ခွန်ကြောင့်နှစ်ဖြစ်တာပါဆိုရင်ဟုတ်တယ်။ကျွန်တော်အဲ့ဒါကြောင့်မလို့ခုနကဒီခဏန်းကို3ပိတ်နဲ့ကျွန်တော်ထည့်ပေးတာ။3ပိတ်နဲ့ကျွန်တော်ရွေးတာ။ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီခါတော်သုံးလုံးခွန်ကြောင့်ခွန်ပါပါနှစ်ဖြစ်တာလား။ ဒါဆိုဒီမှာခါတောင်သုံးလုံး6ဖြစ်တယ်6ပါပါဒီမှာတစ်ဖြစ်မယ်ဆိုရင်3နောက်ပိတ်နော်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီကဏ္ဍ2 9 3ကို3နောက်ပိတ်နဲ့ကျွန်တော်ထည့်ပေးအဲ့ဒါမှာခြေပေါင်း1နဲ့ပြန်ကြဆိုရင်ဒီကဏ္ဍ3ခွက်ဖြစ်သွားမယ်နော်အဲ့ဒီနေရာမှာပုံသေး2ရိုက်မယ်ဆိုရင်4ပိတ်တကယ်လို့အခုကျွန်တော်အကိုပြောသလိုဒီ3လုံးခွန်ကြောင့်ဒီ3လုံး2ပါတယ်ဆိုရင်ဒီ3လုံး6ကြောင့်ဒီ3လုံး1မယ်ဆိုရင်ကျွန်တော်က3နောက်ပိတ်ထည့်မှာเนาะအဲဒါကြောင့်မို့ကျွန်တော်နှစ်ခွက်လုံးကျွန်တော်ရေးပြတယ် ဲ့တော့ထားလိုက်တော့ဒါကတော့အေးမပေးကျွန်တော်တို့မသိဘူးပေါ့လေနော်ဒါပေမဲ့ကျွန်တော်အဲ့လေးနောက်ပိတ်နေကိုဒီကနန်းကိုအကွက်ရွှေ့လေးသွားတွေးမိလို့နော်တွေးမိတယ်ဆိုတော့ကျွန်တော်တို့ဒီကိုကိုတုံညာဖတ်ထားတဲ့မြင်းကုန်မှာ၄34ပြန်ကြတော့ကိုကိုလေးလို့စောင်းထိုးပြီးပြန်ကြနော်ပြန်မှကြခင်သူ့ရဲ့အပေါ်မှာဒီကိုကိုလေးစောင်းထိုးဖို့ကိုခါအငိန်ကို၈တုံညာအခွက်၈တုံညာအခွက် နော်ဒီခဏန်း1ချိန်နဲ့ကိုးခါထွက်တာထွက်ပြီးမှကိုးကိုးလေးဆောင်ထိုးမယ်ထိုးတဲ့ခဏန်းဒီအပေါ်က3935လို့ဆောင်ထိုးထားတဲ့အပေါ်ကခဏန်းပြန်ကြကြမယ်ဟောအဲ့ခဏန်းဒီသူကနေ1234569နှစ်မြောက်ကခဏန်းနော်တော့ဒီ190နောက်နေ့လိုက်ပေါက်တယ်အဲ့ခဏန်းပြန်ကြတယ်သူရဲ့ဆောင်နှစ်ပွဲကျော်က344ဒီရှင်းနှစ်မြောက်ကိုလိုက်ပေါက်တော့ကိုးကိုးလေးဆောင်ထိုးပြီးတော့ကိုးကိုးတုံညာတဲ့ပေါက်ထားတဲ့မြင်းကုန်မှာ ပြန်ကြကြတယ်ဒါဆိုရင်အခုကျွန်တော်တို့ ဒီကိုကိုတောင်ညရဲ့မြင်းကုန်မှာပြန်ရခဏန်းကြချင်လို့ကျွန်တော်ကိုကိုလေးဆောင်ထိုးမလာအဲဒီမှာကိုခါလို့ထွက်လိုက်တဲ့အချိန်မှာအပေါ်က646ကိုနေရာထိုင်မပြောင်းမဲနဲ့ဝမ်းချင်းကစားတယ်နော်အဲသူကစားပြီးရင်သူအောက်မှာပြန်ညကြမယ်ကြမယ်ခဏန်းက335ခါသုံးလုံးဆောင်ထိုးထားတဲ့အပေါ်က324ဒီခဏန်းဒီရှေ့1234 568နှစ်မြောက်က324နော်တော့ဒီ640ဒီနောက်နှစ်ကိုလိုက်ပေါက်ပြန်ညသူ့ဆောင်နှစ်ပွဲကျော်ကခဏန်း324ကို ရှင်းနေမြောက်မှာကိုကိုလေးဆောင်ထိုးပြီးတော့ကျွန်တော်ပြန်ကြကစားမယ်လို့ကျွန်တော်တွေးလိုက်တာเนาะအဲ့တော့ကျွန်တော်တို့ဇောင်းနှစ်ပြန်ကြကျွန်တော်တို့အမြဲတမ်းပြောနေကြပါအဲ့ဒီနေရာမှာကျွန်တော်တို့ဒီလိုဇောင်းနှစ်လို့ပြန်ကြလိုက်ရင်ဇောင်းတဆယ်နဲ့ဒီလိုဇောင်းတဆယ်ပြန်ကြကလည်းရှိတယ်เนาะကျွန်တော်ပြောဖို့ပါတယ်တို့ဇောင်းတဆယ်ပြန်ကြကရှိပါတယ်เนาะကျွန်တော်တခါပြောဖို့တယ်ကျွန်တော်မစွဲထားတော့အခုဒီနေရာမှာကျွန်တော်ဇောင်းတဆယ်နဲ့ပြန်ကြဆိုသုံးထိပ်စီနဲ့ကျွန်တော်ထည့်ကြည့်မှာဘာလို့တော့ဆိုတော့ ဒီနားမှာကျွန်တော်တို့ရှေ့ပေါင်း3ပြန်ကြရှေ့ပေါင်း4နဲ့ပြန်ကြရှေ့ပေါင်း9နဲ့ပြန်ကြခုနကလို့2 3 2 4 3လို့လဲအဲဟုတ်တာอืม2 3 2 3 4လို့လဲရတာပဲเนาะဒါရှေ့ပေါင်း9နဲ့ပြန်ကြအဲ့ဒီနေအောင်ဒီမှာကနောက်ထောင်3လုံး6ရှေ့ပေါင်း3နောက်ထောင်3လုံးအဲနောက်ထောင်30 တဆယ်ပြီးတော့6 6ပြီးတော့ဒီ3လုံးက8ဆို4နောက်ပိတ်8ပေါင်း3 8ပေါင်း4 8ပေါင်း9နဲ့ဆိုရင်ဒီနှစ်3 4ရက်သူကသွားကြိုက်နေတာပဲเนาะ8ပေါင်း9နဲ့4နောက်ပိတ်အဲ့ကျွန်တော်တို့တိုက်တာတော့ရွေးထိုးပေါ့ဗျာเนาะကျွန်တော်ကတော့ဟိုနေမဖြစ်ပါဘူးအော်ဒီတော့မထုတ်ဘူးပေါ့နောက်အဲ့ဒီနှစ်3 4ကကျွန်တော်ဒီ1 9 5ရဲ့တနှစ်ကျော်မှာ1 3 4ရှိတယ်နှစ်3 4ရှိတယ်เนาะအဲ့ဒီ1 9 5ကြီးကသူကနေအကျင်ခိုက်ပြေးပြီးတန်းထဲပေါက်ထားတာအဲ့ဒီမှာလည်းတူတူပဲဒီ3 4ရက်သူကနေအကျင်ခိုက်ပြေးပြီးတန်းထဲပေါက်ထားတာ သူတို့ပေါက်တော့နှစ်တစ်ခွန်ဇောင်းထိုးပြီးတော့အကျင်ခိုက်မှာထည့်ထားတယ်နော်အဲဒီမှာလည်းနှစ်တစ်ခွန်ထည့်သေးသုံးလုံးထောင်ထားတဲ့အကျင်ခိုက်မှာထည့်ထားတယ်အဲ့ဒီကဏ္ဍနှစ်ကွက်ကနော်သူနဲ့တံတန်းနဲ့ပေါက်ထားတဲ့နှစ်ကွက်တံတန်းလေးတွေပေါက်ထားတယ်သူတို့ပေါက်တော့ဒီနှစ်တစ်ခွန်နဲ့အကျင်ခိုက်ပေါက်တော့ဒီမှာလည်းနှစ်တစ်ခွန်နဲ့အကျင်ခိုက်မှာပဲပေါက်တာပေါက်ပြီးတာနဲ့အဲ့နှစ်ကွက်လုံးပြန်ကြကြကျွန်တော်ဒီပြန်ရရဲ့တပွဲကြော်ထဲမှာအခုဒီကနန်းကိုလည်းဒီပြန်ရရဲ့တပွဲကြော်ပဲကျွန်တော်ထဲမှာထဲတော့ခုနကကျွန်တော်ပြောတဲ့ နော်ရှေးပေါင်း3 4 5ပြန်ချားနေလဲသွားကြိုက်တယ်ဒီ6ထိပ်ခါတော်3လုံး6နောက်ပေါင်း7လို့ဖြစ်တဲ့ပြီးမှာကြမယ်ဒီမှာ6ထိပ်အပူကြတယ်နော်6အပူအဲ့ဒီ6ထိပ်ကိုခါတော်3လုံး6 6ပါပါနောက်3လုံး7ဖြစ်တဲ့ပြီးမှာကျွန်တော်ထွဲထည့်ကြည့်တာပေါ့နော်ဒါကတော့အတိုင်းမှလဲကစားပါ organize တော့မထုတ်ဘူးပေါ့လေနော်ကျွန်တော်ကြိုက်တာ၄3 4ခွက်တော့ယူရေးလိုက်ပြီးတော့ကတ်လေးတော့ထုတ်လိုက်တယ်အဲ့တော့ဒါကကျွန်တော်မိတ်ဆွေတယောက်ပို့လာတဲ့ site ကျွန်တော် စစ်ကြည့်လိုက်တော့သူကလည်းစိုးတော့မစိုးပါဘူးနော်ဒါကျွန်တော်တို့ဘယ်နှနစ်ခြားသွားမလဲဆိုတော့နှစ်နှစ်၄နှစ်ခြားပေါ့နော်၄နှစ်ခြားမှာ၄ဘိတ်၈ဘိတ်နော်၄၈တဝင်းချော့တော့၃ခွန်နော်၃ဘိတ်ခွန်ဘိတ်သူကနေ၄နှစ်ခြားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ၂ဘိတ်၆ဘိတ်နော်အဲ့အဲ့ဒီ၄၈တို့၃ခွန်တို့ဟုတ်ရှစ်ပါတော့ကျွန်တော်ထားလိုက်တော့ရှင်းနောက်ပိတ်အောက်မှာဒီထောင်သုံးလုံး 6 6နှစ်ဆိုတော့6လို့ဖြစ်တယ်တခါနှစ်3တစ်ဆိုတော့လည်း6လို့ပဲဖြစ်တယ်5 3ညာတစ်ဆိုတော့လည်း6လို့ပဲဖြစ်တယ်နော်အဲ့ဒီ6နောက်ပရဲ့အောက်မှာပေါင်းခြင်း6 3လုံးသူကစားတယ်ပေါ့တခါ၄နှစ်ကျော်လာတယ်၄နှစ်ကျော်လာလိုက်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်3ခွန်ပိတ်ပြီသူ့အောက်မှာ၄ကို၄ဆိုတော့ခွန်လို့ဖြစ်တယ်3ညာ3 4ဆိုတော့ခွန်လို့ဖြစ်တယ်3 6ဆိုတော့လည်းခွန်လို့ပဲဖြစ်တယ်နော် ခုနကတော့ပေါင်းချင်း63လုံးကစားပြီးတော့အခုဒီမှာ93လုံးကစားတယ်။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့နှစ်6လို့ဖြစ်ပြီ။အဲ့ဒီ6နောက်ပဲရအောက်မှာ963ဆိုရင်8 92ဆိုရင်8เนาะ864ဆိုရင်8အဲ့အဲ့ဒီ83လုံးကစားခွင့်နဲ့ကစားမယ်ဆိုရင်34ဆိုတဲ့ကဏ္ဍထွက်တယ်เนาะအဲ့ဒီမှာကျွန်တော်တို့နောက်ထောင်3လုံး8နောက်ထောင်3လုံး9ရှိပေါင်း4เนาะဒီမှာနောက်ထောင်3လုံး10ရှိပေါင်း3 3 4 5နောက်ပိတ်3လုံး3ည9 8ပြန်ကြပြန်ကြပြန်ကြနော်အဲ့3နှစ်4ရှေ့ပေါင်း9နဲ့ပြန်ကြကို3နှစ်4 2 3 4နှစ်ကွက်ကြိုက်ရင်ထိုးပေါ့နော်ဒါကျွန်တော်အလောက်ကလည်းတိတ်တာလည်းနည်းနည်းနောက်ကျချဲရမနေ့ပြန်တပတ်ခါထွက်မယ်ဆိုတော့ကျွန်တော်မသိလို့တိကိုမသိတာနေ့လေကမှနေ့လေကမှမဟုတ်ညနေမိုးချုပ်စားလောက်ကမှကျွန်တော်ခဏန်းပို့လာတော့ကျွန်တော်ဆရာခဏန်းပို့လာတော့မှဟမ် ဗနဲ့တော့ပို့လာပြီလားဗနဲ့ရက်လိုတော့ကောက်ကြည့်တော့ဒီ29 30ရက်လာကုန်မယ်ဆိုတော့อืมမကရောပါတိတော့မသိဘူးချဲထွက်မဲ့ရက်တော့မသိအဲ့3နှစ်လေးက3လေးဆိုင်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ကြီးခဏန်းတော့မဟုတ်ဘူးပေါ့နော်ဟိုဘက်ရက်ကကျွန်တော်ပြောခဲ့တယ်ပြန်ကြခဏန်းစီနီယာခဏန်းပြန်ကြရှိတယ်ပေါ့နော်အဲ့တော့စီနီယာခဏန်းပြန်ကြတာအဲ3ရက်ပဲတိဒီပရိသတ်မျိုးနော်ကျွန်တော်ခုနေ့ညကကျွန်တော်ပြောခဲ့ပါတယ် ကျွန်တော်အကြိုက်ဆုံးကဏ္ဍကစီနီယာကဏ္ဍပြန်ကြလို့ဆိုပြီးကျွန်တော်ဟိုနေ့ကပြောခဲ့တယ်နော်ဒါလေးမှတ်မိကြပါဦးကျွန်တော်တို့ခွန်ထိပ်စီဗရိတ်ခွန်ရဲ့တပွဲကြုံမှာစီနီယာကဏ္ဍပြန်ကြဒီနှစ်ရဲ့ပါဝါဆောင်းသုံးလုံးခွန်လို့ဖြစ်တဲ့အောက်မှာပြန်ကြကြပါနော်တခါသူကနေပြီးတော့နှစ်ရည်အကြိုက်ပဲနော်ကျွန်တော်တို့အခွန်ဇွန်6ဇွန်ပါဒါ6ဇွန်ပါခွန်ထိပ်ကြတယ်ခွန်ပရိတ်ထွက်တယ်နှစ်နှစ်ကြော်မှာစီနီယာကဏ္ဍပြန်ကြကြတယ်ကြတော့ဒီ3ပါပါဇောင်းသုံးလုံး5 9 3 เอ5 9ဒီកောင်က4 5 4เนาะ4 5 9 4 3ပါဝါဇောင်းသုံးလုံး8လို့ဖြစ်တဲ့အောက်မှာပြင်ကြတယ်။သုံးတင်းနဲ့လာကုန်ပါလား။ဩအဲ့ဒါဆိုလိုသေးတာ။မသိပါဘူးကွာကျွန်တော်လဲ။ပြက်ကြတိုင်းလည်းမကြည့်ဘာမှမကြည့်။အော်အခုခွန်ထက်ဗရိတ်ခွန်ဖြစ်တယ်။သူ့ရဲ့နှစ်ဘော်ရဲကြော်မှာ4ပါဝါဇောင်းသုံးလုံး6လို့ရိုက်လို့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍတည်။ညီအကိုကဏ္ဍပြန်ကြကျွန်တော်ရေးပေးခဲ့တယ်နော်1 3 4 9 6 8 9ခွန် ရှောက်ရှိခွန်နော်အဲကျွန်တော်မိတ်ဆွေတွေအဲ့ဒီစီနီယာကဏ္ဍထဲမှာ6ခွန်8နည်းနည်းသဘောကျတယ်3 4သဘောကျတယ်နော်အဲဒါသဘောကျတဲ့ကဏ္ဍလေးတစ်ခွက်3 4ကျွန်တော်လာလွတ်ပေးတာကြိုက်ရင်လဲထိုးပေါ့မကြိုက်တော့လဲမထိုးနဲ့ပေါ့နော်ကျွန်တော်ကတော့မထိုးတော့ဘူးနောက်နှစ်နှစ်ဦးကြမှာပြန်ထိုးတော့မယ်ချဲဆရာလောက်ပြီးတစ်နှစ်လုံးချဲမပေါက်ဘူးဆိုတော့တိတ်ခါကြမှာဆိုလို့ ီသုံးပွဲနားလိုက်လို့ရှိရင်ဩမထိုးလို့မပေါက်တာဆိုရင်ဒါချက်เสียသိခါမကြတော့ကျွန်တော်ဒါလေးပဲပြလိုက်တော့မယ်ကိုယ့်အကူပဲအဲ့ဒီထက်ကြိုက်တာလေးရွေးထုတ်လိုက်ပါเนาะအဲ့ကျွန်တော်ထုတ်ထားတဲ့ထိတ်ဆုံးမှထည့်ထားတယ်3နှစ်4ပေါ့เนาะကျွန်တော်နှစ်3 4လို့လဲထိုးเนาะခြေပေါင်း9နဲ့ပြန်ကြကြသွားလို့ရတယ်နောက်ခြေပေါင်း1နဲ့ပြန်ကြဒီကောင်ကျွန်တော်ရေးတာမှားလားเนาะနှစ်ထိတ်နဲ့ရေးရခြေပေါင်း1နဲ့ပြန်ကြ653တော့ကျွန်တော်ထည့်မယ်ပြီးရေးနေတော့ ့ဒီကနန်းလေးကျွန်တော်ပြပြီးသားနော်ဘူးခုံကိုးကြီးပြပြီးသားဒီကောင်းဘာကနန်းနော်အင်း696လားအေးဒါ696ဖြစ်မယ်ကိုးခါးနဲ့ပြန်ကြကျွန်တော်ကြီးလိုက်တာ၄ခွက်696ကိုးခါးနဲ့ပြန်ကြနော်ဒါလေးပဲဓာတ်ပုံရိုက်ပြီးထားလိုက်ကျွန်တော်ကိုးခါးနဲ့ပြန်ကြကိုလည်းကြိုက်တယ်နော်နောက်ပြီးတော့အခုဒီကိုကနန်းပြန်ကြကိုလည်းကြိုက်တယ်ပေါ့နော်အဲ့ဒါအဲ့ဒါလေးပဲကျွန်တော်ရွေးထုတ်လိုက်တယ်ဟုတ် ပြီးခဲ့တဲ့ဘွဲရလို့တော့တကွက်သေးတော့မထုံတော့ဘူးပဲเนาะစိတ်သေးကြိုက်တာလေးတွေပေါ့အဲဒီ6 6ကတော့ခဏထက်ကြမကြကျွန်တော်လည်းမသိဘူးပြန်เนาะဒါပေမဲ့ကိုးခါပြန်ကြကိုမလွတ်မှာဟိုမှာကြောက်လို့ထည့်လိုက်တာပဲကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေเนาะ